ရောက်ပြီးကြရမလို့မှမပြောင်းနိုင်တော့တဲ့အတွက်ဒီမှာဆက်လုပ်နေတာဖြစ်တဲ့သိန်း5000ကျွန်တော်တို့သုံးမယ်ဒါပေမဲ့ဒီထက်လည်းပိုပြောပါလေတုံးပြုတ်ဖို့အတွက်ကျွန်တော်ဆူတောင်းနေတာဖြစ်ပါတယ်မန္တလေးကိုရောက်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကမြို့ပြကြီးတစ်ခုလိုပဲကျွန်တော်တိတ်ဆိတ်ပြီးတော့မှရေမရှိမီးမရှိနဲ့ခက်ခဲတဲ့သူတွေကယ်ဆယ်ရမဲ့သူတွေနဲ့ကျွန်တော်တို့မှတော်တော်လေးကိုဒုက္ခရောက်တာတွေမြင်ခဲ့တဲ့အခါမှာမစကလုံးနဲ့ဘလို့မပြောလို့မရတဲ့အခြေအနေဖြစ်တဲ့အတွက်ကျွန်တော်ဆုံးဖြတ်လိုက်တာကတော့ ကျွန်တော်မလုံနိုင်လဲကျွန်တော်မတက်နိုင်လဲတက်နိုင်တဲ့ ठी တောက်လျှောက်ကျွန်တော်လုံမှာဖြစ်ပါလေအဲ့ဒီအဲ့ဒီအတွက်အဲ့ဒီအတွက်ကြောင့်လဲအဲ့ဒီကလေးကဒီနေ့ ठी ကျွန်တော်ဒီမှာရှိနေတာဖြစ်ပါလေမင်္ဂလာပါဗျာဟောဟုတ်ကဲ့ကျွန်တော်တို့မန္တလေးဖြစ်ပြီးပြီးချင်း အာနောက်မနေ့ပြန်နေစပြီးကျွန်တော်တို့ရောက်ရှိလာတာဖြစ်တယ်။အာ Challenge Foundation အနေနဲ့ပေါ့နော်။ဒါမှတို့လည်းတည်ပြီးသားတော့အာဒီရက်နေ့မှကျွန်တော်စကန်းချပြီးတော့မှစကိုင်းရယ်မစ်ချလာရယ်နေပြီးတော့ရယ်အာအင်းလေးရယ်ဒါတွေအားလုံးဒီနေ့တဝိုက်ကိုကျွန်တော်လုံဆောင်နေတာဖြစ်ပါတယ်ဗျ။ဒီနေ့ဒီကျောင်းလေးမှာအာအမိုးကမရှိတဲ့သူတွေအတွက်ကျွန်တော်တို့ဒီလိုတက်နေလာထုတ်ပေးအမိုးကတွေလာလုပ်ပေးသမင်းလာကြည့်တာလည်းဖြစ်ပါတယ်။ ကျွန်တော်ကတော့လေဟိုရလင်လှုပ်လိုက်တယ်ပေါ့လှုပ်လိုက်တာလဲ recaste 7.7ဖြစ်တယ်လို့တိလိုက်ကြဲဟွာဘယ်ဘယ်လောက်ထိဖြစ်လာမလဲဆိုတာတော့နည်းနည်းလေးတော့မှန်းကြည့်တာပေါ့တော်တော်လေးပျက်စီးမယ်ထိခိုက်မယ်ကျွန်တော်တို့တော်တော်မိုးမောင်းပြန်ကြပြီလို့တွေးလိုက်ကြဲဟွာတခါတည်းစကန်ချဖို့တော့ကျွန်တော်ကအလုပ်တွေထားခဲ့ပြီးတော့မှချက်ချင်းပြေးလာခဲ့တာဖြစ်ပါတယ်ဆရာကြောင်းထားတဲ့အချက် ျွန်တော်ကလေလာခစ်တော့ကလည်းဒါလုတ်ခဲ့တယ်။ Now ကျွန်တော်တို့ရေဘေးလဲလုတ်တယ်။ဘာဘေးပဲဖြစ်ဖြစ်ကျွန်တော်တက်နိုင်သလောက်ကျွန်တော်ရဲ့ foundation ဖြစ်တဲ့ Chillan Foundation ကနေကျွန်တော်အမြဲတမ်းလှုပ်ဆောင်ခဲ့တယ်။ဒီတစ်ခေါက်လောက်စိတ်ထဲမှာလေဟိုခံစားရတဲ့ဟာဟိုဘယ်လို problem ပြစကားလည်းမပြောချင်တော့လောက်အောင်ဖြစ်တဲ့ဟာမျိုးမကြုံခဲ့ဘူးပေါ့။ဒါကျွန်တော်ကြုံတွေ့တဲ့အရာအဲ့ဒါလေးဖြစ်တယ်လို့ ်မန္တလေးကိုရောက်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကမြို့ပြကြီးတစ်ခုလုံးပဲကျွန်တော်တိတ်ဆိတ်ပြီးတော့မှရေမရှိမီးမရှိနဲ့ခက်ခဲတဲ့သူတွေကယ်ဆယ်ရမယ့်သူတွေနဲ့ကျွန်တော်တို့မှာတော်တော်လေးကိုဒုက္ခရောက်တာတွေမြင်ခဲ့တဲ့အခါမှာမစကလုံးနဲ့ဘလို့မပေါ်လို့မရတဲ့အခြေအနေဖြစ်တဲ့အတွက်ကျွန်တော်ဆုံးဖြတ်လိုက်တာကတော့ကျွန်တော်မလုပ်နိုင်လေကျွန်တော်မတတ်နိုင်လေတတ်နိုင်မထီနောက်လျှောက်ကျွန်တော်လုပ်မှဖြစ်ပါတယ်အဲ့ဒီအဲ့ဒီအတွက်အဲ့ဒီအတွက်ကြောင့်လေအဲ့ဒီကလေးကဒီနေ့ထိကျွန်တော်ဒီမှာရှိနေတာဖြစ်ပါတယ် တို့ရဲ့ international school ရောကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ငန်းတွေရောကျွန်တော်တို့ရဲ့တခြားတခြားသတော်တာဝန်တွေရောနောက်ကျွန်တော်တို့သင်းတော်ရဲ့ church ချောင်းရဲ့တာဝန်တွေရောနောက်ကျွန်တော်ရဲ့ဘောလုံးကလပ်အခုဆိုသူတို့ပြင်ဆင်နေပြီပေါ့ဒီဘောလုံးကလပ်တွေအကုန်လုံးကျွန်တော်သူတို့ရဲ့ driver တွေအုပ်ချုပ်သူတွေဆီမှာတေချာမှာပြီးတော့မှတေချာပဲမောင်းလို့ပြေးကြပါကျွန်တော်ကတော့ဒီမှာပဲနေပြီးတော့မှပါဝင်ပါမယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ် ချင်းလက်ဖောင်ဒေးရှင်းကျွန်တော်တို့ဖောင်ဒေးရှင်းအနေနဲ့3000ကျွန်တော်မတည်ခဲ့တယ်ကျွန်တော်မိသားစုအနေနဲ့3300ထပ်ပါဝင်ခဲ့တယ်ကြီးလိုက်တော့ဘလို့မှအဆင်မပြေတာနဲ့ကျွန်တော်နောက်ဆက်3900ထပ်ပါတယ်ဆိုတော့3000ပေါ့ now ချင်းလက်ဖောင်ဒေးရှင်းကကျွန်တော်တို့ဒီဒီကမ္ဘာလုံးမှာရှိတဲ့ချင်းလူမျိုးတွေကကျွန်တော်ကိုသူပံ့ပိုးထောက်ပံ့ကူညီတာဖြစ်တဲ့အတွက်သူတို့အမှုရှင်တွေရဲ့ကျေးဇူးအားဖြင့်ကျွန်တော်တို့အနေနဲ့သိန်းပေါင်း9000အထိအသုံးပြုပြီးတော့မှခုကျွန်တော်တို့လုပ်ပြီးသားကကယ်ဆယ်ရေးနဲ့ ကုသရေးအတွက်ကျွန်တော်သိမောင်းတောင်းလှူဒန်းပြီးပြီဖြစ်ပါတယ်အခုဒီလိုမျိုးတက်ထိုးပေးတာမျိုးအခုဒီအမေဆိုရင်အမေကအခုဆိုဒီမှာဒီလိုအဟိုးစားလေးနဲ့ရှိနေတယ်အကျွန်တော်အခုလှမ်းကြည့်လိုက်မှတွေ့လိုက်တာပေါ့တော့အမေအာသူကျွန်တော်ကိုရောက်ကြရသူတက်တောင်းနေတာအဲဆိုတော့ကျွန်တော်တို့ရောက်အောင်ဒီမှာတက်လဲပြန်ထိုးပေးမှာဖြစ်တယ်ဟိုပြောချင်တာကလေအရင်တော့ကဟိုကျွန်တော်တို့မရှိမရှိလို့ခက်ခဲတဲ့လူတွေကျွန်တော်တို့ထမင်းကျွေးခဲ့ဘူးပါတယ်ဒီတစ်ခေါက်မှလေကျွန်တော်စီကိုရေဘူးတဘူးတောင်းတဲ့လူက အသက်ကူးစနဲ့ခုနှစ်မိအမေတယောက်ခြေပူးလာတောင်းပူပါတန်းစီပြီးတော့မှ now ကျွန်တော်တို့ရှိတဲ့သူချမ်းသာတဲ့သူကိုယ်တိုင်ကရင်ငတ်နေတယ်အရင်ကလိုအပ်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကိုရောက်ပြီးကြရဘလို့မှမပြောင်းနိုင်တော့တဲ့အတွက်ဒီမှာဆက်လုပ်နေတာဖြစ်တဲ့3000အထိကျွန်တော်တို့သုံးမယ်ဒါပေမဲ့ဒီချက်လည်းပို့ပြောမှလည်းသုံးပြဖို့အတွက်ကျွန်တော်ဆုတောင်းနေတာဖြစ်ပါတယ်ဟာဟာ အကျွန်တော်တို့ကဆာဗေးတင်းလွတ်တယ်ကိုပြုပြမှာဘယ်နေရာမှာဘလို့ထိလဲဘသူတွေတကယ်လိုလဲဘယ်နေရာမှာဘသူတွေခက်မလို့လဲဒါတွေကိုသေချာလေ့လာပြီးမှမတကယ်လိုတဲ့လူတွေကိုကူညီတာဖြစ်တယ်ဒီလိုတက်နေဆိုလည်းပဲကျွန်တော်တို့ရဲ့သူတို့သက်ဆိုင်ရာကက်မှာရှိတဲ့လူတွေကိုမေးတယ်အထူးသဖြင့်နံပါတ်1ခလေးနဲ့ဖြစ်နေတဲ့မိဘတွေကိုကျွန်တော်တို့ကရွေးချယ်ပြီးတော့မှခလေးအတွက်ဆိုပြီးတော့မှကျွန်တော်တို့ဒါတက်နေထိုးတယ်နောက်တကြီးရွေအိုးတွေဟိုနေရာမှာဆိုကျွန်တော်တို့တကြီးရွေအိုးတွေအမေအမေကြီးတွေအဖေကြီးတွေရှိနေတယ်သူတို့တွေအတွက်ကျွန်တော်တက်နေတောက်လျှောက်ထိုးပေးမှဖြစ်ပါတယ်ဟုတ် ကျွန်တော်အခုဆက်ရက်အတွင်းမှာကျွန်တော်ဖြူပေါင်းတပေါင်းထမင်းကျွေးနိုင်မှုအတွက်ရဲသူတို့အတွက်ဘိုးကားတွေစီစဉ်ပေးနိုင်မှုအတွက်ရဲဒီဒီလိုမျိုးအလှူမှာပါတဲ့သူတိုင်းလဲဘုရားသခင်ကောင်းချီးပေးပါစေ။ဒါသင်တို့ရဲ့အခက်အခဲရှိတဲ့အခါမှာဘုရားသခင်သင်တို့ကိုအာတူမှတ်ပါစေလို့လဲဒီကနေ့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်။